အားလုံးပဲမင်္ဂလာပါဗျ Free Online Crypto and Forge Channel ကနေကြိုဆိုလိုက်ပါရယ်ကြော်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းလေးကတော့ MiBet Mining တဲ့အ MC Coin တွေကိုဘယ်လိုပြန်ရောင်းရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ MiBet Mining နဲ့ပတ်သက်ပြီးတော့အရှိမကျွန်တော်ဗီဒီယိုလုပ်ပေးထားရလဲရှိပါတယ်အကောက်ဖွင့်နေ KYC တင်နေနဲ့ MC Coin တွေကိုဘယ်လိုရှာမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးထားတာရှိပါတယ်ခုဒီဗီဒီယိုကတော့ကျွန်တော်ရလာတဲ့ MC Coin တွေကိုဘယ်လိုရောင်းရမလဲဆိုတဲ့အကြောင်းလေးကို ထပ်ပြီးရော sharing လုပ်ပေးသွားမယ် video လေးဖြစ်ပါတယ်။ကျွန်တော်ဒီ MEC ခွိုင်းဒီရောင်းတဲ့နေရာမှာအလုပ်လေးနည်းနည်းရှုပ်တာဖြစ်တဲ့အတွက် video လေးကိုမကြောဘဲနဲ့အဆုံးထိကြည့်ပေးကြပါဗျ။ Okay ဒါဆိုကျွန်တော်တို့ video လေးစလိုက်ရအောင်။ ကျွန်တော် MC ကွန်ရောက်မှုအတွက်ဆိုရင်အရင်ဦးဆုံးမီပတ်မိုင်းနဲ့ app တွေကိုဝင်လိုက်ပါရောက်ဒီကွန်ကတော့အချင်းမှာတော့ listen တော့မဖြစ်သေးပါဘူးဒါပေမဲ့ရောင်းလို့တော့ရပါတယ်ပြီးကျွန်တော်ပြီးရင်ပြန်ထွက်လိုက်ပါထွက်ပြီးရင် Chrome နဲ့ကိုသွားမယ် Chrome နဲ့ရဲ့ server မှာမီပတ် P2P ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင်ကျွန်တော်ဒီအပေါ်မှာတွေ့မြင်ရတဲ့ Mi translation ဆိုတာလေးကိုနှိပ်လိုက်ပါ ကျွန်တော်မီဒွန်စလင်းရှင်းကိုနှိမ့်လိုက်ရင်ဒီနေရာရောက်မယ်ဒီနေရာရောက်ရင်ကျွန်တော်တို့ account login ဝင်ပေးရပါတယ် login ဝင်ဖို့အတွက်ဒီအောက်ကမီဘတ်ဆိုတာလေးကိုနှိမ့်လိုက်ပါအဲ့လိုလေးနှိမ့်လိုက်ရင်ကျွန်တော် MEC app mining နဲ့ကိုရောက်သွားပါလိမ့်မယ်အဲ့ဒီခါကျရင်ပြန်ရောင်းစာလေးနဲ့ရေးထားတဲ့ authorize ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ့ဒါလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ပြန်ထွက်ပါပြန်ထွက်ပြီးတော့ P2P ထဲပြန်သွားပါအဲ့ခါကျရင်ဒီမှာကျွန်တော် security verification လေးလုပ်ပေးရပါတယ်အဲ့ဒါလေးကလည်းလွယ်ပါတယ်ဒီမြားလေးကိုဆွဲပေးလိုက်ပါမြားလေးကိုဆွဲပြီးရဲ့ဆိုရင်ကျွန်တော်တို့ရသွားပါပြီ ဒါဆိုရင်တော့ကျွန်တော်ဒီမီပက်ရဲ့ P2P တွေကိုရောက်သွားပါပြီဒီ P2P ထဲမှာကျွန်တော်အမီစီကွန်တွေကိုဒေါ်လာနဲ့ချိန်းလို့ရပါတယ်။ဒီကျွန်တော်ဒီအပေါ်မှာဆိုရင်ဈေးရဲ့ဘိုင်းရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါလိမ့်မယ်။ကျွန်တော်ဒီဈေးမှာဆိုရင်တော့3.8ဒေါ်လာနဲ့ရောင်းလို့ရပါတယ်။ဒီဘိုင်းထဲမှာဆိုရင်တော့အမီစီတကွန်ကိုကျွန်တော်4ဒေါ်လာပေးပြီးတော့ဝယ်ရပါတယ်။ကျွန်တော်ရောင်းမှဖြစ်တဲ့အတွက်ဒီဈေးဘက်ကိုပဲရွှေ့ထားလိုက်ပါ။ ကျွန်ဒီ P2B မှာ MEC ကွန်မဲရောင်းခင်လောရမဲ့ချက်တစ်ချက်ရှိပါတယ်ဒါကဒီအောက်ခြေလေးမှာပဲဒီအောက်ခြေလေးမှာကျွန်တော်ဖောင်တစ်ခုဖြည့်ပေးရပါတယ်အဲ့ဒါကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ Gmail တွေထည့်ရမယ်ပြီးဝရင်ကျွန်တော် USDT BB20 network address ကိုထည့်ပေးရပါတယ်ကျွန်တော်အဲ့လိုမျိုးဖောင်တွေဖြည့်ပြီးပြီဆိုတော့မှဒီ P2B မှာရောင်းဝယ်လို့ရမှာဖြစ်ပါတယ်ဖောင်ဖြည့်နေမသိရင်လည်းကျွန်တော်တို့ screenshot နဲ့တကွာ Telegram မှာလာမေးလို့ရပါတယ်ကျွန်တော် Telegram channel ကိုလည်းဒီ video ရဲ့ comment description နဲ့မှာ link ချပေးထားပါမယ် IT ကနေဝင်ပြီးတော့ ကျွန်တော်လာမေးလို့ရပါတယ်ကျွန်တော်ဖောင်ဖြည့်ရမယ့်ပုံစံလေးတွေကိုအသေးစိတ်ပြောပြပေးပါမယ်โอเคကျွန်တော်ဖောင်ဖြည့်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီလိုပုံစံလေးဖြစ်သွားမယ်ဒီခါကျရင်ကျွန်တော်ရောင်းမှုအတွက်ဆိုရင်လူလိုက်ရှာပါမယ်ကျွန်တော်ဘယ်လိုပုံစံနဲ့ရှာမလဲဆိုတော့ဒီမှာဆိုရင်လည်းသူတို့ပြထားပါတယ်ဒါကတော့နိုင်ငံခြားလူတွေကြီးပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ကျွန်တော်လိုက်ကြည့်ရပါမယ်ကို limit ကိုကြည့်ပါဒီမှာ limit ကကျွန်တော်အနည်းဆုံးသူ့ရှိမှာ200နေစပြီးတော့ရောင်းရမှာဖြစ်ပါတယ် MC ကို200ရှိမှာသူ့ရှိမှာရောင်းလို့ရမှာပါဒီမှာဆိုရင်ကျွန်တော် အမီးစီကွိုင်းတကွိုင်းအနေနဲ့စပြီးတော့ရောင်းလို့ရပါတယ်ဒီနှုတ်နေရာမှာဆိုရင်ဘိုင်းနဲ့ဘိုင်းပေးပစ်ကတ်ဆိုပြီးတော့သူပြထားပါကျွန်တော်ကြိုက်တဲ့အိတ်ချိန်တွေနဲ့ရောင်းလို့ရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့0.6ကနေစပြီးတော့ရောင်းလို့ရပါတယ်ကျွန်တော်မိဘမိုင်းနေနဲ့မှာတော့အမီးစီကွိုင်းနှစ်ကွိုင်းရှိပါတယ်ကျွန်တော်ဒီနှစ်ကွိုင်းကိုရောင်းမြပေးသွားမှာဖြစ်ပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်ဒီမိဘပီတူပီရဲ့ပြန်သွားမယ်ကျွန်တော်ဒီအောက်မှာရှိနေတဲ့ဒီမှာဆိုရင်0.42ကနေစပြီးတော့ ရောင်းလို့ရပါတယ်ကျွန်တော်ဒီမှာနှုတ်နေရမှာတော့ဘိုင်းနဲ့ဘိုင်းပစ်ပဲရပါတယ်ရောင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်ဆဲဆိုတာလေးကိုနှိပ်လိုက်မယ်ဆဲဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီ amount for ဆဲဒီနေရာမှာကျွန်တော်ရောင်းမဲ့ amount ထည့်ပေးလိုက်ပါကျွန်တော်ကတော့ဒီမှာ MEC ကွိုင်း2ကွိုင်းပဲရောင်းမှာဖြစ်လို့ကျွန်တော်2ကွိုင်းထည့်လိုက်ပါမယ်ရမယ့်ဒေါ်လာ amount ကတော့7.8ပါ ို့ကျွန်တော်ပေးရမယ့် MEC ကိုင်မော်တော့2.04 MEC ပေးရပါတယ်။ဒါကကျွန်တော် Fiji အနေနဲ့ပေးရတာဖြစ်ပါတယ်။ကျွန်တော်ကတော့ရောင်းတာတော့နှစ်ကိုင်ပဲရောင်းတာပါ။ဒါပေမဲ့ Fiji တော့ပေးရပါတယ်။ပြီးပြီဆိုရင်တော့ကျွန်တော်ဒီက confine ဆိုတာလေးကိုနှိပ်ပါ။ confine ဆိုတာလေးကိုနှိပ်ပြီးရင်ဒီနန်းရောက်ရင်လည်းကျွန်တော်ထပ်ပြီးရော confine ဆိုတာလေးကိုပဲထပ်ပြီးနှိပ်လိုက်ပါ။ကျွန်တော်ဒီမှာတဘိုးစစ်တော့တွင်းပေးရပါမယ်။တွင်းရမယ့်တဘိုးစစ်အမောက်က2.04ပါ။ဒီဒီနန်းလေးရောက်ရင်တော့ဒီမှာကျွန်တော် go to authorize ဆိုတာလေးကိုထပ်ပြီးရော နှိပ်ပေးလိုက်ပါဒါကကြတော့ဒီ MBC မီပတ်ဆိုတဲ့ mine app နဲ့ထပ်ပြီးတော့ချိတ်ပေးရပါဒီမှာ connected ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကြောက် connected ဆိုတာလေးကိုနှိပ်ပေးမှာအမှန်လေးပြပြီးအမှန်လေးပြန်ကြောဒီကနေပြန်ထွက်လိုက်ပါထွက်ပြီးတော့စောစောအမီပတ် P2P တဲ့ကိုပြန်သွားလိုက်ပါဟေးဒါဆိုရင်တော့ကျွန်တော်ဒီလိုပုံစံလေးဖြစ်သွားပါပြီဒီမှာကျွန်တော် order တင်လိုက်ပြီ order တင်လို့ရရင်ကျွန်တော်ဒီမှာ chat ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်ပါနှိပ်ပြီးတော့သူ့ကိုစကားတွားပြောပြရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် exchange တွေမှာ P2P သုံးဘူးရဲ့သူတွေဆိုရင်သိပါတယ်။ကြောက်ဒီဘက်ကနေဟိုင်းဆိုပြီးတော့ပဲပို့ပေးလိုက်ပါ။ပြင်ကြော်တို့ပြန်ထွက်လို့ရပါတယ်။သူ့ရှီကနေစားလာတယ်ဆိုရင်တော့ကျွန်တော်တို့ဒီချက်မှာအနီရောင်လေးနဲ့ပြနေပါတယ်။ဒါဆိုရင်တော့သူ့ဘက်ကနေပြောကျွန်တော်စပြန်လာပါတယ်။ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်ပါမယ်။ဒီမှာဆိုရင်သူ့ကိုကျွန်တော်တို့ဘိုင်းနဲ့ UID ပို့ပေးရပါတယ်။ Okay သူ့ကိုဘိုင်းနဲ့ UID ပေးဖို့အတွက်ကျွန်တော်တို့ဘိုင်းနဲ့ထဲကိုသွားမယ်။ဘိုင်းနဲ့ထဲသွားပြီးရရင်ကျွန်တော်တို့ရဲ့ဒီဘိုင်းနဲ့ UID ကို copy ယူပါ။ copy ယူပြီးရရင်ကျွန်တော်တို့ပို့ပေးလိုက်ပါ။ ဘိုင်းနဲ့ UNDU ဘောကဘိုင်းနဲ့ logo ပုံလေးကိုနှိပ်လိုက်ပါအဲဒါဆိုရင်ကျွန်တော်တို့အကောင့်ကျလာပါလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ ID လေးရှိပါတယ်အဲ့ဒါကိုဖိလိုက်ပါ30စက္ကန့်လောက်ကြာပြီဆိုရင်လှုပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ copy UB ဝါပါပြီ copy UB ဝါရင်တော့ကျွန်တော်တို့ရဲ့ဒီဟာဘိုင်းနဲ့ ID ကိုသူ့ကိုပို့ပေးလိုက်ပါဘိုင်းနဲ့ ID ပို့ပြီးရင်တော့ခဏဆောက်ပေးလိုက်ပါဒီမှာသူထပ်ပြီးတော့ပြောပါတယ် deposit MBC ဆိုပြီးတော့ပြောပါတယ် ေးဒါဆိုရင်ကျွန်တော်တို့သူ့ကိုအရင်ဆုံးတပိုးစစ်သွင်းပေးရပါတယ်တပိုးစစ်သွင်းဖို့အတွက်ကျွန်တော်ဒီချက်ထဲကနေပြန်ထွက်လိုက်မယ်ထွက်ပြရင်ကျွန်တော်ဒီမှာ address ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကို copy ယူလိုက်ပါ copy ယူပြီးတော့ကျွန်တော်တို့စောစောကမီပတ်မိုင်းနဲ့အထည်ကိုသွားပါမယ်သူ့ကိုလွှဲပေးရမယ့်အမောက်ကတော့ကျွန်တော်2.04 MBC ဖြစ်ပါတယ် ကျွန်တော်မီပတ်သေးရောက်ပြီဆိုရင်တော့ဒီမှာဆန်းဆိုတာလေးရှိမယ်အဲ့ဆန်းကိုနှိပ်လိုက်ပါဆက်နှိပ်ပြီးရင်ကျွန်တော်ဒီအပေါ်က receiving address နေရာမှာစောစောက copy ယူလာတဲ့ address ကိုထည့်ပေးလိုက်ပါကျွန်တော် address ထည့်ပြီးပြီဆိုရင်တော့ဒီအောက်ကဆန်းအမောင်မှာစောစောကကျွန်တော် deposit တွင်းရမယ်2.04 MEC ကိုရိုက်ထည့်ပေးလိုက်ပါဒါကတော့ကျွန်တော်တယောက်နဲ့တယောက်ကတော့ဒီမှာအမောက်ကတော့ဒူမှာမဟုတ်ပါဘူးကျွန်တော်တို့ quite နည်းနည်းပဲရောင်းနေဆိုရင်တော့ fee ကနည်းပါတယ်။ quite မြန်မြန်ရောင်းနေဆိုရင်တော့ကျွန်တော်တို့ fee ကတော့များပါတယ်။ ကဲကျွန်တော်ဒီကမီမိုနေရာမှာတော့ဘာမှတော့ထည့်ပေးစရာမလိုပါဘူးအကျော် address နဲ့အမောက်ထည့်ပြီးရင်နှိပ်ဆိုတာလေးကိုနှိပ်လိုက်ပါကျောင်းဒီစင်းရောက်ရင်တော့ confirm ကိုနှိပ်ပေးလိုက်ပါပြီးရင်ကျတော့ဒီ wallet မှာအသုံးပြုထားတဲ့ pin number ကိုရိုက်ထည့်ပေးလိုက်ပါပြီးရင်ခဏစောင့်ပေးလိုက်ပါဟေ့ဒါဆိုရင်တော့ကျွန်တော်တို့သူ့ကိုလွှဲတာအောင်မြင်သွားပါပြီ။ဒါလေးကိုကျွန်တော် screenshot ရိုက်ယူထားပါ။ screenshot ရိုက်ပြီးတော့ကျွန်တော်စောစောကမိဘက် P2P တဲ့ကိုပြန်သွားပါမယ်။အဲ့ ကျွန်တော် P2P တဲ့ရောက်ပြီဆိုရင်ချက်သေးကိုသွားပါချက်သေးကိုသွားပြီးရင်ကျွန်တော်တို့သူ့ကိုလွှဲထားတဲ့ screen shot လေးကိုပို့ပေးလိုက်ပါဒါလည်းကျွန်တော်ဘေးနန်းမှာရှိနေတဲ့ပုံလေးကိုနှိပ်လိုက်ပါပုံလေးကိုနှိပ်ပြီးရင်ဒီမှာကျွန်တော်ပုံနေကြလာပါလိမ့်မယ်အခါကျကျွန်တော်တို့ screen shot ရိုက်ထားတဲ့ပုံလေးကိုပို့ပေးလိုက်ပါကျောင်းပုံပို့ပြီးွားရင်တော့ဒီအောင်ပါဒန်းဆိုပြီးတော့စားရိုက်ပြီးတော့ပို့ပေးလိုက်ပါ။ဟေ့ဒါဆိုရင်တော့ရပါပြီ။ဒါဆိုရင်ကျွန်တော်ဒီတဲကနေပြီးတော့ပြန်ထွက်လိုက်ပါ။ပြန်ထွက်ပြီးွားရင်တော့ကျော်ရီရဲ့ဒီဘိုင်းနဲ့ထဲကိုဒေါ်လာရောက်လာဖို့အတွက်ခဏတော့ ဆောက်ရပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ waiting time ရှိပါတယ်သူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုငွေလွှဲဖို့အတွက်လှုပ်ဆောင်နေတဲ့အချိန်လေးတော့ဆောက်ပေးရပါတယ်သူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ binance ထဲကိုငွေလွှဲပြီးသွားရဆိုရင်ဒီလိုပုံစံလေးပြနေပါလိမ့်မယ်ကျွန်တော်တို့တဲ့ amount တွေပါလေးပြနေလိမ့်မယ်အခါကျရင်ကျွန်တော်တို့ဒီအောက်က i have receipt ဆိုတာကိုနှိပ်ပေးရုံပါပဲမနှိပ်ခင်ကျွန်တော်တို့ဒီ binance exchange ကိုအရင်ဆုံးဝင်ကြည့်ပါကျွန်တော်ရဲ့ဒီ binance exchange ကိုဒေါ်လာရောက်လာပြီဆိုတော့မှ IFA Regi ဆိုတာကိုနှိပ်လိုက်ပါ Okay ဒီမှာဆိုရင်လည်းကျောရဲ့ဘိုင်းနဲ့ A chain နဲ့ကိုဒေါ်လာရောက်လာပါပြီကျောမီဘက် P2P တဲ့ပြန်သွားပြီးတော့ I have Regi ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကျောဒီမှာ Yes ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီက Go to Authorize ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒီမှာကျတော့ connected ဆိုတာလေးကိုထပ်နှိပ်မယ် ပြီးရင်အမှန်ချစ်လေးပြသွားရင်ကျွန်တော်စောစောကမိဘ B2B တွေကိုပြသွားပါဒါဆိုရင်တော့ကျွန်တော်ဒီမှာခဏစောက်ပေးလိုက်ပါကျွန်တော်ရဲ့ order complete ဖြစ်ဖို့အတွက်ခဏတော့စောက်ပေးရပါတယ်ဒီမှာဆိုရင်လည်းသူ chat ထဲမှာစာပို့ထားတာရှိပါတယ်ကျွန်တော်ဝင်ပြီးတော့လဲကြည့်လို့ရပါတယ်ဒီမှာဆိုရင်လည်းသူဗာပြောထားလဲဆိုတော့ I have a resume ဆိုတာကိုနှိပ်ပေးပါတယ်ကျွန်တော်နှိပ်ပြီးသွားဖြစ်တဲ့အတွက်ဘာမှလုံးစရာမလိုတော့ပါဘူးโอเคဒီမှာဆိုရင်ကျွန်တော်တို့ order complete ဆိုတာပြသွားပါပြီကျွန်တော်တို့ဒီ Mi Pad P2B မှာကျွန်တော် MC coin တွေကိုရောင်းတာအောင်မြင်သွားပါပြီ ဒါလေးကတော့ MBC ကွိုင်ကိုဒေါ်လာနဲ့ရောင်းနည်းလေးပဲဖြစ်ပါတယ်ကျွန်တော် MBC ကွိုင်မရောင်းခင်မှာဖောင်တစ်ခုဖြည့်ပေးရပါတယ်ဖောင်ဖြည့်နေမသိရင်ကျွန်တော် Telegram နဲ့ Screenshot နဲ့တကွာလာမေးလို့ရပါတယ်ဗျကျွန်တော် video လေးကိုဆုံးဖြတ်ကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်ဗျကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ရင်လည်း subscribe လေးလုပ်ထားပြီးတော့ bell နဲ့ notification ခေါင်းဆောင်လေးကိုလည်းတည်ထားပေးပါအောင်ဗျကျွန်တော် Telegram channel ကိုမ join ရသေးတဲ့သူတွေဆိုရင်လည်း join လို့ရပါတယ်ကျွန်တော် Telegram channel ထဲမှာတော့ online နေပြီးပတ်စံရှာလို့ရတဲ့အကြောင်းလေးတင်ပေးထားပါတယ်ဗျအားလုံးကိုကျေးဇူးပါ